င်္ဂလာပါရှင်။ဟင်းတစ်ခွက်ထဲနဲ့ထမင်းစားမိတ်စီတဲ့ငရုတ်သီးစိမ်းငပိချက်လေးချစားဖြစ်ပါတယ်ရှင်။အကုန်ကြတတ်တာပြီးတော့အိမ်မှာအလွယ်တကူလိုက်ချက်စားလို့ရတဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်။ ါဝင်တဲ့ပစ္စည်းတွေကတော့ငွေသီးစိမ့်ပါမယ်ပဇွန်ကြောက်ရယ်နောက်ပြီးတော့မြင်ငပိအေးဖြော်ထားတာပါမယ်စက်သွန်ဖြူနေခွာထားတာပါပါမယ်ရှင်အရင်ဦးဆုံးငွေသီးစိမ့်ကိုကြိတ်ပါမယ်သူ့ကိုမကြိတ်ဘဲပပလီးတာလည်းဖြစ်ဖြစ်တောင်းလာတာလည်းဖြစ်ဖြစ်ကိုကြိုက်တယ်လို့ထည့်ချလို့ရပါတယ်

စီစူလာပြီဆိုရင်တော့ကြိတ်ထားတဲ့ကြက်သွန်လေးထည့်ပြီးစီတတ်ပါမယ်ဆင်းရဲမုန်နေနဲ့ထည့်လိုက်ပါတယ် စက်တုံနဲ့နွမ်းပြီးတော့လိမ့်လာပြီဆိုရင်တော့ပစုံကြောက်ထဲပါမယ်။မြေဦးသီးချင်းကြိတ်ထားတာပါထဲပါမယ်။ညင်ငယ်ပြည့်ဖြော်ထားတာထဲပြီးတော့အားလုံးကိုတမအောင်မွေပေးလိုက်ပါမယ်ရှင်။ငြိုသီးစိမ်းအနံ့ရတော့နည်းနည်းလေးမှုံပါတယ်။ကြက်သားမုံနည်းနည်းထည့်လိုက်ပါတယ်။ မှွေနေရင်လည်းခဏအကြာမှာစစ်တုံတဲ့ပုံစံကြောက်တွေကကြော်ထားသလိုကြစ်ကြစ်လေးဖြစ်လာပြီဆိုရင်တော့ရေထက်ထဲပါမယ်။ ခဏတည်တာအပြီးမှာတော့အပေါ်ငံမြည်ကြည့်ပြီးအရသာအတော်ပဲမို့လို့ငရုတ်သီးစိတ်ငပိချက်ချက်ပါပြီ။တို့စရာအဆုံလင်းနဲ့စားရရင်တော့စီပြန်ဟင်းအောင်မလို့ပဲနဲ့သူ့တမျိုးတည်းနဲ့ပဲစားလို့ကောင်းတဲ့ဟင်းတစ်ခွက်ပါပဲရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲဘေးရန်အပေါင်းမှာကင်းဝေးကြပါစေရှင်။